မြန်မာပြည်ရဲ့တော်ဆုံးဆရာဝန်နဲ့ဈေးကူတာပြီးနောက်အမေရိကကိုပြန်သွားတော့မယ်ဆိုမြင်နေတာ။ပရိသတ်ကြီးများလုံးမဲမင်္ဂလာပါရှင်။ Famous Sandy News မှာပြန်လည်ကြိုဆိုလိုက်ပါတယ်။ဆုံးဝပြန်ထလာတဲ့ရောဂါဝေဒနာစုကြီးကိုအမေရိကန်နိုင်ငံဆရာဝန်တွေထံစာပေါင်းများစွာထုတ်ရင်းမြန်မာဆရာဝန်တွေဈေးကူတာပြီးမှအမေရိကန်နိုင်ငံကိုပြန်သွားတော့မှာကတရုတ်ဆောင်မင်းသမီးစုမြင်နေတာဖြစ်ပါတယ်။ ဒီမတိုင်ခင်မှာတော့တခိတခါကနာမည်ကြီးတရုတ်ဆောင်မင်းသမီးစိုးမြင်နန္ဒာကအမေရိကန်နိုင်ငံမှာခင်မုန်းဖြစ်သူမင်းသားကြီးဆိုသူနဲ့တူနေထိုင်နေတာဖြစ်ပါတယ်။ဒါကလည်းစိုးမြင်နန္ဒာဟာသူမရဲ့တူရီတော်သားဖြစ်တဲ့မြတ်တော်မောင်ကအမေရိကန်နိုင်ငံမှာကျောင်းတက်နေတဲ့အတွက်မိသားစုလိုက်ပြောင်းရွှေ့နေခဲ့ကြတာဖြစ်ပါတယ်။ဒါပေမဲ့လေပြီးခဲ့တဲ့ရက်သရက်ပတ်မှာတော့စုံမျက်နန္ဒာကောင်စုံရင်ဆရာကျမရဲ့ချင်းနေကြောင်းစေယုံကိုရုတ်တရက်တင်ထားလိုက်ရပါတယ်။ စွန်မျက်နှာကရန်ကုန်မြို့ကမိုးကောင်းရတနာစီယုံမှာစီယုံတင်ထားရပြီးခွဲစိတ်ကူတရရမယ်အကြောင်းကိုတော့ခင်မုန်းဖြစ်တဲ့သူသူကတင်လာပေးခင်တာဖြစ်ပါနေ။ဒါကြောင့်လည်းပိတ်သက်တွေကစိတ်ပူခဲ့ကြတာပါ။အထူးသဖြင့်စွန်မျက်နှာကအမြဲတမ်းတွက်လက်တွက်ကြနေပေမဲ့လေရုတ်တရက်ရေးပေါ်စီယုံတင်လာရတာကြောင့်ဘာကြောင့်စီယုံတင်လာရလဲဆိုတဲ့အကြောင်းရင်းကိုပိတ်သက်တွေကအစောပိုင်းမှာသိချင်နေခဲ့ကြတာပါ။ ခင်မုံဖြစ်တဲ့စုသူကလည်းအစောပိုင်းမှာစုမျက်နှာနာခွဲစိတ်တော့မဲ့ပုံရင်းလေးတွေကိုအတိပင်းလာခဲ့တာဖြစ်ကစုမျက်နှာနာဘာယောဂါဖြစ်တယ်လဲဆိုတာကိုတော့အတိမပေးခင်ပါဘူး။နောက်ပိုင်းမှာတော့စုမျက်နှာနာတရားသူမဘာယောဂါခံစားနေရတဲ့လဲဆိုတော့ကိုပြိတ္တတွေကိုတီးပေးခင်ပါတယ်စုမျက်နှာနာဖြစ်တဲ့ယောဂါကတော့အမျိုးသမီးတွေမှာအဖြစ်များတဲ့ယောဂါတစ်ခုလို့ဆိုရမှာပါစုမျက်နှာနာဟာအမျိုးသမီးတစ်ပါးမှာတိမ်မှအချိန်လုံးဖြစ်လာတာပါ တယုံဆောင်စုမြင့်နန္နာကောင်သူမရဲ့တင်ကအသားလုံးက9စင်တီမီတာလောက်ထိပြင်လာပြီးဘေးမှာတခြား3စင်တီမီတာလုံးလေးတွေလည်းရှိနေတာကြောင့်မဖြစ်မနေခွဲစိတ်မှုပြုလုပ်ခဲ့ရတာလို့ဆိုပါတယ်။အဆိုပါခွဲစိတ်မှုကိုအမေရိကမှာမလုပ်ချင်ပေမြန်မာပြည်ကဆောင်ဝင်နေမိသားစုချစ်ခင်ရသူတွေနားမှာပြုလုပ်ခြင်းနဲ့စိတ်နေမြန်မာပြည်ကိုပြန်လာပြီးဒေါက်တာဝေဖြိုးနဲ့ခွဲခင်တာလို့သိရပါတယ်။ဒီလိုခွဲစိတ်ကူတရမှာဆက်ရုပ်လက်နေပဲခွဲတော့မို့အပေါင်လေးလေးပေါက်ကအရာတော်တင်းတင်းလေးပဲကျန်တော့ကြောင်းလေးပြောလာတာဖြစ်ပါတယ် အခုကမှတော့စုမျက်နှာနာတရားအနာရောဂါသက်သာသွားလို့အမေရိကန်နိုင်ငံပြန်တော့မှာဖြစ်ပါတယ်။အခုဆိုညီမဆွေမျိုးတွေကိုနှောက်ဆက်နေတာဖြစ်ပါတယ်။စုမျက်နှာနာဟောင်းတိုင်မှာချိန်နှုံးပေါ်တဲ့အခါမှာအမေရိကန်နိုင်ငံမှာခင်မီတိုးတက်တဲ့ဆရာဝန်တွေနဲ့ကုသနိုင်မိမယ်လေ။ဆေးပညာပိုင်းရောမြန်မာနိုင်ငံကအတော်ဆုံးဆရာဝန်တွေလောက်အမေရိကန်နိုင်ငံကဆရာဝန်တွေကိုမယုံလို့မြန်မာနိုင်ငံကိုပြန်လာပြီးစေကုခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ အထူးသဖြင့်ဆေးပညာပိုင်းမှာကိုယ့်မြန်မာလူမျိုးကိုပဲစိတ်ချတယ်လို့စိုးမျက်နှာနာကဆိုပါတယ်။ဒါပေမဲ့လည်းပြည်သက်တီကတော့စိုးမျက်နှာနာတယောက်အမေရိကန်နိုင်ငံကနေမြန်မာနိုင်ငံကိုစီးလာကူတာဟာမြန်မာဆရာဝန်တွေကိုစိတ်ချလို့ဆိုတာထက်အမေရိကန်နိုင်ငံမှာအခွန်မဆောင်တာ၊ကျမရင်အာမခံမရှိတိုင်းရင်ပတ်စံကတိမ့်တောင်းချီကုန်ကြနိုင်တာကြောင့်မြန်မာနိုင်ငံကိုစီးရိတ်စကတတအောင် လာရောက်စီးကူတာဖြစ်နိုင်တယ်လို့ဆိုပါတယ်။ ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောမြန်မာနိုင်ငံမှာစိမ့်လာကူတဲ့စိုးမျက်နှာကိုဘယ်လိုမြင်ကြသလဲဆိုတာပြောသွားကြပါအောင်ရှင်။